ိန္ဒိယနိုင်ငံနယူးဒေလီမြို့တော်မှာလေးလူညဉ့်ဉန်းမှုတွေဆိုးရွားလာပြီးအများပြည်သူအတွက်ကျန်းမာရေးအခြေတဲတစ်ခုဖြစ်လာမှုနဲ့ပတ်သက်ပြီးနိုဝင်ဘာ9ရက်ကဆန္ဒပြမှုတွေဖြစ်ပွားခဲ့တယ်လို့ DW သတင်းဝက်ဆိုက်မှာဖော်ပြထားပါတယ်။အဲဒီနောက်အိန္ဒိယအစိုးရအနေနဲ့ဒီလေတုညဉ့်ဉန်းမှုပြဿနာကိုဖြေရှင်းပေးဖို့ဆန္ဒပြသူတွေကတောင်းဆိုခဲ့ကြပါတယ်။အိန္ဒိယရဲ့အထူးကယုံနိုင်ရေးရဲတပ်ဖွဲ့ကတော့ နယူးဒေလီမြို့တော်ရှိအထင်ကြီးအိန္ဒိယဂိတ်အဆောက်အုံမှာဆန္ဒပြမှုတွေပြုလုပ်ခွင့်မရှိကြောင်းပြောကြားခဲ့ပြီးဆန္ဒပြသူတွေကို လူစုခွဲကအချို့အားဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။အိန္ဒိယရဲ့အတိုက်ခံပါတီဖြစ်တဲ့ INC ပါတီကောင်းဆောင်ရာဟုဂန်နီဦးဆောင်တဲ့ငြိမ်းချမ်းစွာဆန္ဒပြသူတွေကိုဖမ်းဆီးထိန်းသိမ်းမှုအားအခြားအတိုက်ခံကောင်းဆောင်တွေက ဝေဖန်ခဲ့ပြီးလေးလူကိုတန်ရှင်းစေဖို့တောင်းဆိုမှုဟာအခြေခံလူ့အခွင့်အရေးဖြစ်ကြောင်းပြောကြားခဲ့ကြပါတယ်။ နိုဝင်ဘာ10ရက်နနက်ပိုင်းကနယူးဒေလီမြို့တော်ရဲ့လေးတုအရေးအသွေးညွန်ကိန်းဟာ344မှာရှိနေပြီးဒီကိန်းကနေအရာအလွန်ဆိုးရွားပြီးအသက်ရှူဖို့အန္တရာယ်များတဲ့အဆင့်အဖြစ်သတ်မှတ်ထားကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့လေးတုအရည်အသွေးသတ်မှတ်ချက်တွေအရသိရပါတယ်။နိုဝင်ဘာ9ရက်ကနယူးဒေလီမြို့တော်ရဲ့လေးတုအရည်အသွေးညွှန်ကိန်းဟာ390အထိမြင့်တက်ခဲ့တယ်လို့လဲအိန္ဒိယ Today သတင်းဝက်ဆိုက်ကဖော်ပြခဲ့ပါတယ်။ လူပေါင်းတန်း30ခန့်နေထိုင်တဲ့ New Delhi မြို့တော်ဒေသဟာကမ္ဘာလေးတုအငြင်းညံဆုံးမြို့တွေထဲမှာထိတ်ဆုံးနေရာကပါဝင်လိရှိပါတယ်။ဆောင်းရွာဒီကာလာတွေမတိုင်မီ New Delhi မြို့တော်ရဲ့လေးတုညင်ညံမှုဟာဆိုးရွားလိရှိပြီးဆောက်လုပ်ရေးလုပ်ငန်းတွေမှာထွက်တဲ့ဖုန်များ မော်တော်ယာဉ်များမှာထုတ်လုပ်တဲ့မိဂိုးငွေများစိုက်ခင်းများ မိရှို့ရာမှာထွက်လာတဲ့မိဂိုးများဟာလေးတုညင်ညံမှုကိုပုံမို့ဆိုးရွားစေခဲ့ပါတယ်။အဲ့ဒီလိုလေးတုညင်ညံမှုတွေကြောင့် New Delhi မြို့တော်မှာ နေထိုင်သူတွေဟာအဆုံနဲ့နှလုံးရောဂါတွေခံစားရခြင်းမျက်လုံးတွေနဲ့လဲချောင်းတွေကျိမ့်ဆက်ခြင်းခေါင်းကိုက်ခြင်းအရေပြားရရန်ခြင်းနဲ့ချောင်းဆိုးခြင်းတို့ကိုခံစားနေရပါတယ်။တစ်နှစ်ပြီးတစ်နှစ်ဒီပြည်သနာပဲကြုံနေရတယ်။အဖြေကတော့မရှိသေးဘူး။ဒီပြည်သနာကိုအလေးနက်ထားဖြေရှင်းပေးဖို့အစိုးရကိုဖိအားပေးရပါမယ်လို့ရှင်းနေတဲ့အူဖြစ်တဲ့တန်ဗီကူဆန်က ပြောကြားခဲ့ပါတယ်။